โอเคစမယ်ဗျာကြာတယ်အလုတ်ကမပြီးသေးဘူးဟုတ်တို့တို့ခုနှစ်ချာစီးထဲမှာပြီးခဲ့တဲ့ဘွဲတနစ်ကျော်ကနန်းကျွန်တော်တို့ကစားခဲ့တာသူကအောင်းလိုက်ထားတယ်နော်အဲ့လိုင်းထဲမှာကျွန်တော်တို့ပြန်ကြကနန်းကစားခွက်တစ်ခုရှိတယ် ဲ့ဒါလေးကျွန်တော်ပြမယ်နော်ဒီတိုင်းကကျွန်တော်တို့ဒီတုံညာထိတ်နော်ဒီနောက်ပေါင်းခွန်ဆိုတဲ့ line ပဲနော်အဲဒီဘက်မှာလည်းရှိတယ်ပေါ့ဗျာနော်ကျွန်တော်တို့တုံညာထိတ်နောက်ပေါင်းခွန်နေနော်ဒါတွေကအဲ့ဒီခွန်နေနဲ့ပတ်သက်တဲ့ဇလန်းတို့ရဲ့ရှိအဲ့ဒီခွန်ဘုရားနေပြီးတော့1 2 3 4 5 ငါးနှစ်မြောက်မှာခွန်နောက်ပိတ်နေပဒိလေးဆိုတဲ့ကဏ္ဍတစ်ခုတွေ့ရှိအဲ့ဒီခွန်နောက်ပိတ်နေပဒိလေးလို့ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကြုံမှာရှိတဲ့ခဏကအဲ့ဒီနှစ်တည်းမှာပြန်ကြကြတယ်လေးတိတိအဲ့တော့ဒီခွန်ကနေပြီးတော့ကျွန်တော်တို့1 2 3 4 5နှစ်မြောက်သွားတာ ဒါဆိုရင်ဒီနောက်ပေါင်းခွန်ကနေ1 2 3 4 5နှစ်မြောက်မှာခွန်နောက်ပိတ်နေပဒိန်5လို့ရှိတယ်เนาะဒီမှာတော့ခွန်နောက်ပိတ်နေပဒိန်4အဲ့အဲ့ခွန်နောက်ပိတ်နဲ့ပရိလေးတနစ်ကြော်ကနန်းပြန်ကြတယ်ဒီမှာခွန်နောက်ပိတ်နဲ့ပရိ9ရဲ့တနစ်ကြော်မှာရှိတယ်ကနန်းပြန်ကြကြရတယ်ပေါ့နော်အဲ့အဲ့ဒီကနန်းပြန်ကြကြတော့သူကလည်းဟိုအောက်မှာပဲနော် ဒါဆိုရင်အခုကျွန်တော်တို့ဒီခွန်ကနေ1 2 3 4 5အဲ့ဒီနှစ်ထဲမှာခွန်နောက်ပိတ်ပရိတ်6ဆိုတာဒီမှာရှိအဲ့ဒီခွန်နောက်ပိတ်ပရိတ်6ရဲ့တနည်းကြုံမှာထွက်တဲ့ခရမ်းဒီပြန်ကြကြရဒီပွဲမှာထည့်လို့ရလားဆိုတော့ရတယ်ဒီကနေ့ကနော်ဒီပွဲမှာပြန်ကြထည့်လို့ရတယ်ဟုတ်ပြီအဲ့ဒီမှာ तू อ่ะဒီခွန် တနစ်ကြော်ကနံပြန်ကြကြတော့ဒီနောက်ပိတ်နှလုံးကသူ့အောက်မှာဗရိတ်ဆက်3ကိုရိုက်ပြီးသူ့ရဲ့တပွဲကြော်ကြာနော်ဆက်3ဗရိတ်အဲ့ဒီနောက်ပိတ်နှလုံးခွန်လို့ဖြစ်တယ်သူကအပေါ်မှာတစ်ခါရဲ့နှက်ခတ်ကိုဗရိတ်ဆက်8ထောက်တာရှိတယ်နော်တစ်ခါနှက်ခတ်ဗရိတ်ဆက်8ထောက်တယ်နောက်ပိတ်နှလုံးခွန်လို့ပုံတွေရိုက်တယ်အဲ့ဒီခွန်တွေကသူကဒီမှာခွန်နောက်ပိတ်တပွဲကြော်ကနံ နှစ်ဦးမှနောက်ပေါင်းခွန်ရိုက်ခဲ့နော်အဲ့အဲ့နောက်ပေါင်းခွန်လို့ရိုက်တယ်ပြိဿသုံးလို့ကြတယ်အောက်တပွဲကျော်မှပြန်ကြကြတယ်ပေါ့ဒါဆိုရင်အခုလဲကျွန်တော်တို့ဒီနောက်ပေါင်းခွန်ဒီခွန်နောက်ပိတ်နဲ့ပြိဿ၅ထွက်ပြီးတော့တနည်းကျော်မှရှိတယ်ခဏပြန်ကြကြတယ်နော်အဲ့ဒီခဏပြန်ကြကြတဲ့အခါကျတော့ तू อ่ะအဲ့ဒီထဲမှာဘာထူးခြားချက်ရှိလဲဆိုတော့ချစ်ရအတိုင်းပဲ နောက်ပိတ်နှလုံးခွန်လို့ရိုက်တယ်သူ့ရဲ့အောက်မှာဗရိတ်ဆက်နှစ်လို့ထွက်တယ်အောက်တပွဲကျော်နော်အဲ့တော့ဒီနောက်ပိတ်နှလုံးခွန်လို့ရိုက်ထားတယ်ဗရိတ်ဆက်သုံးတပွဲကျော်ဒီမှာဗရိတ်ဆက်နှစ်ကတပွဲကျော်နောက်ပိတ်နှလုံးခွန်ရဲထားတော့နော်ဒီမှာကတော့တင့်နဲ့ခပ်ဗရိတ်ရှစ်ပဲသူထည့်တာပဲဒါဆိုရင်အခုကျွန်တော်တို့ဒီခွန်ခွန်နောက်ပိတ်နဲ့ဗရိတ်ဆက်6ရိုက် ူ့ရဲ့တနစ်ကြော်မှာရှိတဲ့68 9ပြန်ကြကြကြမယ်ဆိုရင်ဘာလို့ဒီပွဲထဲလို့ဆိုကျွန်တော်ဒီနောက်ပိတ်နှလုံးခွန်လို့ဖြစ်တယ်သူ့ရဲ့အောက်မှာပရိတ်က71လို့ထွက်တယ်နော်အပေါ်မှာကတုံညာရဲ့နှက်ခပရိတ်ခွန်လို့ရိုက်တယ်နော်အဲ့တော့ဒီနောက်နှလုံးခွန်ရဲ့ကျွန်တော်တို့ကနှစ်ပွဲကြော်ပြန်ကြကြနိုင်တာခွန်နောက်ပိတ်ရဲ့တပင်ကြော်ကလည်းနော် ဒီမှာလည်းအတူတူပဲဒီခွန်နောက်ပဲ့ရဲ့တပင်ကြောကကန်တန်းကိုဒီနောက်နှလုံးခွန်ရဲ့နှစ်ပွဲကြောကြာနော်အဲဒီမှာလည်းနောက်နှလုံးခွန်နှစ်ပွဲကြောကြာကြာခိုင်းအဲဒီနေရာမှာပြန်ကြကြမယ်ခြောက်ချစ်ခွန်ဆိုတဲ့ကစားလို့ရတယ်နော်ဟုတ်ပြီနောက်တစ်ချက်ကကျွန်တော်တို့အဲ့ဒီထဲမှာဘာပါလေးလဲဆိုတော့ ဘာပါသည်လေဆိုတော့တဲ့ရှေ့တနေ့ကျော်နော်အဲ့ဒီထဲမှာဘာပါသည်လေဆိုတော့ကျွန်တော်တို့ဒီရှေ့တနေ့ကျော်က၄၀၄၀လောက်လာပေါ့နော်ပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ခဏကလည်းပြန်ကြခဏမယ်နော်ပြန်ကြခဏမယ်ဒါတနေ့ကျော်ခဏလာပေါက်ပြီးသူ့အောက်မှာပြန်ကြထွက်တယ်ဒီလိုပဲ เนาะကျွန်တော်တို့ဒီနှစ်လေးတည့်ဆိုတဲ့ခဏကြီးရှေ့တနှစ်ကျော်ခဏလာပေါက်တာသူ့ရဲ့အောက်မှာထွက်တဲ့ခဏပြန်ကြခဏမယ်ဘာပြန်ကြခဏမယ်အဲ့တော့ပြီးခဲ့တဲ့ဘွဲကျွန်တော်တို့ရှေ့တနှစ်ကျော်ခဏကျွန်တော်တို့ခေါ်ကစားခဲ့တာအဲ့တနှစ်ကျော်ခဏလာပေါက်ပြီးတော့သူ့ရဲ့အောက်မှာထွက်မဲ့ခဏပြန်ကြခဏမယ်ဖြစ်ရ အဲ့တော့ကျွန်တော်တို့အဲ့ဒီအထဲမှာနောက်ထပ်ထူးခြားချက်တစ်ခုကဘာပါနေလဲဆိုတော့အဲ့ဒီကျွန်တော်ပြောတဲ့ခွန်နောက်ပိတ်ပဋိပ္ပိသူ့ရဲ့ဇောင်းမှာပါဝါအဘူးလို့သူထွက်တယ်။နော်ပါဝါဘူးထွက်တယ်။ထွက်ပြီးတဲ့နဲ့သူ့ရဲ့အောက်မှာထွက်တဲ့ခဏကစီနီယာခဏ။နော်စီနီယာခဏ။ဒီစီနီယာခဏကအရှိန်နှစ်နှစ်ကျော်ကစီနီယာခဏဖြစ်က ဟုတ်ပြီဒါဆိုရင်ဒုတိယစိုက်မှာခွန်နောက်ပိတ်နဲ့ပရိငါလို့ရိုက်တယ်သူ့ရဲ့ဆောင်းမှာပါဝါဘူးပဲထွက်တယ်အဲ့ဒီထွက်တဲ့ပါဝါဘူးရဲ့အောက်မှာစီနီယာကဏန်းပဲထွက်တယ်ထွက်တဲ့ကဏန်းကလည်းအရှိန်နှစ်ကျော်ကစီနီယာကဏန်းပဲဖြစ်ကဒီမှာဆိုရင်နှစ်၃ညာခွန်ဆောင်းကဏန်းတောင်းလာဖြစ်သေးတယ်เนาะ အဲဆိုဒုတိယစိုက်ကျွန်တော်တို့ဒီခွန်နောက်ပိတ်ပရိတ်6လို့ရိုက်ပြီသူ့ရဲ့အောက်ဆောင်မှာ ပါဝါအပူးပဲသူထွက်တယ်ပါဝါအပူးထွက်လို့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍကြီးစီနီယာကဏ္ဍညီကိုကဏ္ဍမဟုတ်ဘူးနော်ဒီညီကိုကဏ္ဍကြီးအရှိနှစ်နှစ်ကျော်ကကဏ္ဍဖြစ်ကမှာတကွက်တည်းရှိအဲ့ဒီမှာနှစ်သုံးညာခွန်ရဲ့ဆောင်းပါကဏ္ဍနှစ်နှစ်ကျော်ထွက်ကဟုတ်ပြီလား ဲ့တော့ကျွန်တော်တို့ကပြန်တွေးကြည့်လိုက်ဒီနေရာမှာစုံချက်ကကျွန်တော်အရာလေးနဲ့ share ပြမယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီခွန်နောက်ပိတ်တပွဲကြော်ခဏပြန်ကြเนาะခွန်နောက်ပိတ်နဲ့ပရိတ်လေးခွန်နောက်ပိတ်နဲ့ပရိတ်ငါးရဲ့တပွဲကြော်ခဏပြီးပြန်ကြဒါဆိုရင်ခွန်နောက်ပိတ်နဲ့ပရိတ်6ရဲ့တပွဲကြော်ခဏပြန်ကြဒီမှာကြလို့ရတယ် နောက်တစ်ချက်ကရှေ့တနစ်ကြော်ကနန်းလာပေါက်ပြီးတာ ਨੇ ပြန်ကြเนาะပြန်ကြဒီမှာလည်းရှေ့တနစ်ကြော်ကနန်းလာပေါက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာပြန်ကြတပင်ကြော်ကနန်းကြသလားဒီမှာလည်းရှေ့တနစ်ကြော်ကနန်းလာပေါက်သူ့ရဲ့အောက်မှာပြန်ညကိုတပင်ကြော်ကနန်းပေါက်မလားဒါတစ်ချက်တွေ့ရနောက်တစ်ချက်က ဒီ1နှစ်4ဆိုတဲ့ကဏ္ဍကသူက3နှစ်ဆက်တိုက်ပေါက်ထားတယ်ကဏ္ဍဒီ1နှစ်9ဆိုတဲ့ကဏ္ဍကလည်းဒါ3နှစ်ဆက်တိုက်ပေါက်ထားတယ်ကဏ္ဍနော်သူကအဲ့ဒီမှာသွားပြီးတော့တူနေသွားတူနေပြီနော်နောက်နှစ်ကက်ကနောက်တစ်ချက်ခုနကကျွန်တော်ပြောလို့ခေါနောက်ပိတ်ပရိလေးအောက်ဆောင်မှာဝါရောင်နဲ့ရှင် ခနောက်ဘက်ပရေလေးအောက်ဆောင်မှာပါဝါအပူးလို့ထွက်တယ်သူအောက်ထွက်တဲ့ခဏဒီစီနီယာခဏနှစ်နှစ်ကျော်ဖြစ်ရအဲ့ဒီမှာခွန်နောက်ပိတ်ပရိငါလို့ထွက်တယ်သူအောက်ဆောင်မှာပါဝါအပူးထွက်ကသူအောက်မှာထွက်တဲ့ကဏ္ဍပြီးရှေ့နှစ်နှစ်ကျော်ကစီနီယာကဏ္ဍဖြစ်ကနော်မြေတုံညာခွန်ဆောင်ကဏ္ဍလို့ယူလိုက် ဒါဆိုရင်အခုခွန်နောက်ပိတ်ပရိသတ်6ရက်ဆောင်မှာပါဝါဘူးထွက်တာလို့သူ့အောက်မှာထွက်မဲ့ကဏ္ဍဒီရှေ့နှစ်ကျော်ပါကဏ္ဍနှစ်သုံးရခွန်ရဆောင်ကဏ္ဍမှာရှေ့6နော်အဲ့တော့ကျွန်တော်တို့စုံချက်ကဘယ်လိုတွေသွားကောင်းတယ်လဲဆိုဒီအောက်လိုင်းမှာကျွန်တော်ညီကိုစွဲတော့တင်ခိုင်းတာအဲ့ဒီမှာခုနကသူကစွဲတင်တယ် ျွန်တော်တို့ဒီကွာ၅ရှိတယ်ပြိတ်၁၀ရှိတယ်တဝဲကျော်ပြန်ရကြတသိတောင်သုံးလုံးက၁၈လို့ဖြစ်ပြီးမှကြเนาะအဲ့ဒီဒီတင့်နောက်ပိတ်တစ်ပါ6အပိတ်လို့ရိုက်ပြီးတော့အောက်အပူဖွားရအောက်ပြန်ကြကြเนาะဒါဆိုရင်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့6 6နှစ်ပြန်ရကြပြိတ်၁၀ကြเนาะ နောက်ထောင်၃လုံးက၉လို့ဖြစ်ပြီအေးမှကြပြန်ကြပတ်သူ့ရဲ့အပေါ်မှာဝါ၅လို့ရှိတယ်ဟောဒီတင်နောက်ပိတ်ကတစ်ပါဝါ၆အပိတ်လို့ရိုက်ထားတဲ့အောက်မှာပြန်ကြကြတယ်နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာဗရိတ်၁၀ရှိတယ်သူ့ပေါ်မှာဝါ၅လို့ရှိတယ်နောက်ထောင်၃လုံးက၁၀လို့ဖြစ်တယ်ဒီမှာပြန်ကြကြ ဒီနှစ်နောက်ပိတ်နှစ်ပါဝါခွန်နောက်ပိတ်သွားလို့သူ့အောက်မှာပြန်ကြเนาะဟုတ်ပြီเนาะဒါဟုတ်ပြီအဲ့ဒါဆိုပြန်ကြကျွန်တော်ဒီညကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ပြောခဲ့တဲ့ line တစ် line ရှိသေးတယ်အဲ့ဒီနားမှာကျွန်တော်တို့တစ်နှစ်ကျော်6ထည့်ဒီဆောင်ကနပြန်ကြ 6ထိပ်စီဆောင်ကဏ္ဍပြန်ကြပြီးတော့ဒီမှာခွန်ထိပ်စီဆောင်ကဏ္ဍပြန်ကြခွန်30နော်2နေ့2နှစ်ကျော်ဒီကနေ့2နှစ်ကျော်6ထိပ်စီဆောင်ကဏ္ဍပြန်ကြနေုံပြကျွန်တော်လည်းခွန်30ပြန်ကြဒီတော့ဟုတ်တယ်ตัวนี้นี่ตัวนี้นี่ตัวนี้มันไม่จบชิดแท้สีซองกันนะเนาะดีมั้ยเนาะเดี๋ยวชิดแท้สีซองกันนะเปลี่ยนกัน အဲ့တော့ရှစ်တဲ့ဒီဆောင်ဝန်းန်းပြန်ကြသူအောက်ဆောင်မှာထွက်တယ်ပဲငါနောက်ပိတ်ဒီတပင်းကျော်ကငါနောက်ပိတ်နေစီနီယာကနန်းထွက်တယ်နော်ချစ်တဲ့ဒီရဲ့ဆောင်ဝန်းန်းကပြန်ညာကြခဲ့လို့သူ့ဆောင်မှာထွက်တဲ့ကံဒီငါနောက်ပိတ်အငိမ့်နဲ့စီနီယာတခါခွန်ထိုင်စီရဲ့ဆောင်ဝန်းန်းဒီပြန်ညာကြခဲ့သူ့ရဲ့ဆောင်မှာရှိတဲ့ခွန်နောက်ပိတ်ဒီတပင်းကျော်မှာခွန်နောက်ပိတ်နဲ့စီနီယာကနန်းမဲထွက်တယ် အခုကျွန်တော်တို့6ထိပ်စီးရဲ့ဇောင်းကဏ္ဍပြန်냐ကြခဲ့တယ်သူဇောင်းမှာထွက်ထားတဲ့ခွန်နောက်ပိတ်အောက်တပွဲကျော်မှာခွန်နောက်ပိတ်အငိမ့်နဲ့စီနီယာကဏ္ဍမဲ့ထွက်ကကဲအဲ့တော့နှစ်ကွက်တည်းရှိတယ်6နှစ်ကွက်တည်းရှိနော်ကျွန်တော်မိတ်ဆွေကြီးမဖြစ်မနေထိုးပါကောင်းခါးတွေနေလည်းရှိတယ်အာထိုးနိုင်ရင်တော့အကောင်းဆုံးပေါ့နော်ဒီကနေ့ကကျွန်တော်နဲ့အကျိုးမပေးဘူးအဲ့ဒါကြောင့်မို့လို့ ီမှာတော့ကလည်းကျွန်တော်တို့ရှစ်ထိတ်လဲပြရတယ်ခွန်နောက်ပိတ်နဲ့ပရိသတ်1เนาะကျွန်တော်တို့ပြထားတာရှိဒါပေမဲ့ကျွန်တော်တို့တည်တည်ရည်ရဲ့နဲ့ကိုကျွန်တော်ချုပ်ထားရင်းနဲ့အချိုးလွန်ပြီးမေ့သွားတော့ဒီမှာကျွန်တော်တို့မနစ်ကကဏ္ဍပရိသတ်1ကိုတွေ့တယ်နေရာထိုင်လွဲတယ်ကဲအခုဒီမှာထပ်တွေ့ပြန်ပြီပြန်ကြเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေထိုးကြကျွန်တော်ကတော့စိတ်သိမ့်မပါဘူးเนาะအကျိုးမပေးလို့ ကဲဟုတ်ပြီပစ္စည်းလာပြီဗျာเนาะအဲ့တော့အားလုံးပဲကံကောင်းကြပါစေကြံကြည့်ကြပါเนาะအဲ့ကောင်ပဲစောင့်နေရတယ်နေတာ